တကယ်လို့ကိုက15သိန်းလောက်ပဲတုံးကျင်တယ်အဲဒီဈာမှာ Redmi တွေဘာတွေကိုနည်းနည်းလေးကြောင်ဖတ်နေလို့မကင်ကျင်ဘူးမကြိုက်ဘူးဘာညာဆိုလို့ရှိရင်နောက်ထပ် IQ Neo 10ရွေးလို့ရသေးတယ် IQ Neo 10တော့ဒါအားလုံးသိပြီးသားပဲ IQ ဆိုကနေကဒါ performance နေ gain နေရမျက်စိမှတ်ပြီးနေထားလို့ရရအကောင်းနေဆိုတော့ IQ Neo 10ကဘယ်သူတွေအတွက်ဖြစ်မလဲဘာတွေကောင်းလဲဒီကြောင်ကိုပြပြပေးမယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစလိုက်အောင်ဒီ IQ Neo 10ကပြောရမယ်ဆိုလို့ရှိရင်ဒါစထွက်ကနေကမျောနေတယ် သူကလက်ထဲရောက်လာပြီဆိုတော့ထင်းတဲ့အတိုင်းပဲလက်ထဲရောက်လာတဲ့အချိန်မှာလည်း Neo 9တုံးကလိုပဲ performance လည်း might တယ်၊ခံရတဲ့ hand feeling အရတော်တော်လေးကိုမှအဆင်ပြေတယ်။အဲဒီဖုန်းကဒီဈေးဆိုပါလားအဲဈေးပဲရှိရလားဆိုတဲ့အတွေ့အမျိုးပေါ့။အဲဒါမျိုးတောင်ခံစားမိတယ်။ထုံးစံအတိုင်းပဲဒီကောက်မှာတုံးမိထားတဲ့ SOC က Snapdragon 8 Gen 3နဲ့လာတယ်။အကြံ3ကိုမှ IQ ရဲ့ Vivo eSport Chip 2နဲ့ဆိုတော့ဘာမှတိတ်ပြီးထွေထူးပြောစရာမျိုးရှိတော့ဘူး။ဘာစိုက်တဲ့ဂိမ်းကိုစိုက်တယ်လို့ဆော့တကယ်ကိုကောင်းတဲ့ experience တခုကိုရရင် gaming experience လုံးဝကောင်းရဆိုတာမျိုးပေါ့။ तू က HN သူရဲ့ performance ကိုမှ तू ကပို့ပြီး graphic ကောင်းအောင်ပို့ပြီးတော့ visual ဘိုင်းတွေပို့ပြီး smooth ဖြစ်အောင်ကြည့်ရပို့ကောင်းအောင်တူတူချက်ကနေပဲထပ်ပြီး spot လုပ်ပေးတာတော်တော်ကိုအဆင်ပြေတယ်။ display ကတော့7.7 inch ကိုမှ LTPO AMOLED ပဲပြီးတော့144 Hz display နဲ့ display ဘိုင်းကလည်းဘာမှတိတ်ပြောလာမလို့ full view experience ကောင်းကောင်းရရင် display ကိုတစ်ချက်ရှိုးလိုက်။ color ဘိုင်းတွေဘာတွေအစလုံးဝကြည့်ရတာအနှစ်ပဲတကယ်ကိုမိုက်တယ်။ ပြောဒီကောက်မှာတုံးမိထားတဲ့ဘက်ထရီဘက်ထရီရော6100 mAh ကိုမှ silicon carbon ဘက်ထရီပဲဒီဘက်ထရီတွေကဒီဘက်ထဲမှာသိရမှာတိုးတက်လာမျိုးလေးဆိုတော့ဒါကျေးဇူးတင်ရမှာဒီ game ကောင်းကောင်းဆောက်နေတဲ့သူတွေဘက်ထရီကြီးကြီးလုပ်နေတဲ့သူတွေအတွက်ဒါတော်တော်ကောင်းတဲ့အရွေလေးဖြစ်လာပြောဒီကောက်မှာ charging box က120 watt ပါတယ်ပြီးတော့ dual stereo speaker တွေဘာညာရွှေချောင်းလည်းပေါ့အများကြီးအကုန်ပါပြီးသား camera ကလည်း performance ကောင်းတဲ့ဖုန်းဆိုပေမဲ့လည်း camera လည်းအရင်ညံ့နေရမှာမဟုတ်ဘူး camera test တွေတော့နောက်မှထည့်ပေးထားတယ်တစ်ချက်လောက်ကြည့်ကြည့်လိုက် ကင်မရာကတော့15မဂါပါဇယ် main camera တစ်လုံးပဲပြီးတော့8မဂါပါဇယ် ultra wide ပါတယ် main camera ကတော့ဘာမှသိပ်ပြောစရာမရှိဘူးသူနေထိုင်တဲ့သူတော်တော်လေးကောင်းတယ်ကင်မရာ test တွေပဲတစ်ချက်ကြည့်လိုက် perfect ပဲပြီးတော့ဒီဈေးဝင်ခြင်းမှာနောက်ထပ်အားရချင်တဲ့မိစရာကြီးရတော့ဒီကောက်မှာသုံးမိတာ ultra sonic fingerprint သိကောင်းတော့ဗျာဒီဈေးနဲ့ဒါလေးရရဲဆိုတာ perfect ပဲပြီးတော့ဒီ IQ Neo 10မှာ ကောင်းကျိုးရည်အနေနဲ့တော့အများကြီးပဲကောင်းတဲ့ချက်တွေပါ ultrasonic fingerprint ဖြစ်တာတွေ silicon ကောင်းဘက်တရီတွေ HN3 ကိုဈေးသက်သက်သာနဲ့ရတာမျိုး display ဘိုင်းတွေ diamond တွေကောင်းတယ်အဲသူ့ရဲ့နည်းနည်းလေး ကောင်းတာဆိုလို့ဒါပြောမယ်ဆိုလို့ရှိရင် China version ဖြစ်နေတာတခုပဲဒါမှလည်းတိတ်ပူစရာမလိုဒီကောင်း China version ကဒီကောင်းရဲ့ origin OS ကအဲကျွန်တော် Xiaomi တို့ပါအောင်မှာလည်းမို့ notification နောက်ကြာမှုပြဿနာမရှိဘူးဒါတော်တော်အဆင်ပြေတယ်အဲဒီချက်လေးကိုမေ့ထားမယ်ဆိုလို့ရှိရင်ဒီ IQ Neo 10ကဒီစည်းတမ်းဝင်ချိန်မှာ performance hungry ဖြစ်တဲ့သူတွေ performance ကောင်းတာမျိုး SoC မြင့်တာမျိုးအဲဒါမျိုးလိုချင်တဲ့သူတွေကိုမှ design လေးပါနည်းနည်းလေးအဲကြည့်ကျင်နေဆိုတော့တချို့ကြတော့သိရမလား performance ကောင်းနိုင်တယ်သူတိတ်မကြောက် design လေးပါနည်းနည်းမရှိတယ်ဆွဲမှာပဲဒါမျိုးလေးသဘောကျတယ်မျိုးရှိဒီလိုလေးမျိုးတွေကတော့တတော်ကမှအဆင်ပြေတဲ့ phone တို့မပြောရမယ်ဒါကတော့ IQ ရဲ့ Neo 10အကြောင်း performance ကောင်းတယ် design လည်းမိုက်တယ်ဆိုတဲ့ phone ဈေးကလည်းတတော်လေးကို fair ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နေနောက်ထပ်ပြန်ရွေးကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် admin choice ပါ